ကားတန်တွေခိတတိတ်သွားစဉ်ဝင်းမြင့်ဆိုသည့်ရွာသားကပြောလိုက်သည်ကျုပ်တို့ဟိုအိမ်မဲကြီးကိုသွားမေးကြည့်ရင်ကောင်းမလားအာမေမရဲပါဘူးသူတို့ကကျေနပ်လို့ပြီးငယ်နှုတ်လိုက်ရင်ကိုပါအေးချောင်အသက်ပြောင်းနေအောင်မဲအေးငွေပြောတာဟုတ်တယ်အိမ်မဲကြီးနဲ့မပတ်သက်တာအကောင်းဆုံးပဲဟုတ်တယ်ဟုတ်တယ်တယောက်တစ်ပေါက်စကားတန်တွေကစူညံစွာထွက်လာတာကြောင့်သူကြီးကပြောလိုက်သည်ဟေ hey. တော်ကြပါတော့ဘလို့လို့ရင်ကောင်းမလဲဆိုတာပဲစဉ်းစားကြအေးမေလဲငုံမနေနဲ့မနဲ့ရောက်ရင်တရွာလုံးစီဝေးခေါ်ပြီးခုကိစ္စကိုလုပ်မယ်သူကြီးရဲ့ကျမရဲ့တမီးလေးပြန်တွေ့မှာပါနော်တွေ့မှာပါရွာထဲကတယောက်ယောက်နောက်ထားတာလဲဖြစ်မှာပါစိတ်လဲတိတ်ပူမနေနဲ့သူကြီးကပြောတာသာပြောရသည် ခလေးပြောင်မိခင်တယောက်နဲ့တောကောက်ကိုသူစာနာမိ၏မင်းတို့ကိုမှလိုက်မယ်မနဲ့ဆုံးခံကြပြီးချိန်တော့ တအိမ်တယောက်ငါအိမ်ကိုလာကြလို့လိုက်ပြောကြဟုတ်ကဲ့ပါသူကြီးငမိုးနဲ့အေးမေတို့လည်းပြန်ကြတော့ညင်းကတိတ်နေနေပြီရွာသားတချို့ပြန်ပြီးသွားမှမိုးကြီးနဲ့အေးမေလည်းသူကြီးအိမ်မှဝေးသောခြေလန်းတို့ဖြင့်ထွက်လာခဲ့တော့သည်နောက်နေ့မနေ့ရောက်တော့သူကြီးရဲ့ခြံထဲမှာတော့ရွာကလူတွေစုံတလောက်ရှိလို့နေလေပြီ လူတွေစုံတလောက်ရှိမှ ူကြီးကအပေါ်ထပ်မှဆင်းလို့လာပြီးခြံထဲတစ်ပင်ရိပ်အောင်မှထိုင်နေကြသည့်ရွာသူရွာသားများရှေ့၌မတည့်ရက်ကညကငမိုးနဲ့အေးမေတို့ရဲ့ကလေးအိတ်နေရင်ပျောက်သွားတယ်ငိုတန်လဲမကြားရဘူးရွာထဲမှာကလေးနဲ့ပတ်သက်ပြီးတရင်ရတာများရှိကြလားရွာသူရွာသားတွေကတယောက်မျက်နာတယောက်ကြည့်၍ခေါင်းခါရင်ဘာတရင်မှမကြားပါဘူးဟုတ်တယ်ဘလို့ဖြစ်တာလဲသူတို့ကလေးကိုဘသူကခေါ်มาလဲ ရွာမှာထုံးစံမှမရှိတာတယောက်တပေါက်အတန်တို့ထွက်လို့လာကြသည် သူကြီးကအခြေအနေကိုကြည့်၍တော်ကြတော့ကလေးပြောက်သွားပုံကတိတ်ကိုထူးဆန်းနေတဲ့ကျုပ်တို့တွေကသူတို့ကလေးအတွက်ဘလို့လုပ်ပေးရင်ကောင်းမလဲဆိုတာခေါ်ပြီးတိုင်မင်တာပါထို့အခါရွာသူရွာသားတွေထဲမှာဒေါ်စိန်ဆိုသည့်မိန်းမကြီးကမတည့်ရဲ့၍ပြောသည်ကျုပ်ညာကအိမ်မက်မက်တဲ့အိမ်မဲကြီးကညီအမငားယောက်လက်ထဲမှာကလေးတယောက်စီချီထားတယ် ပြီးတော့အဲ့ဒီကလေးတွေရဲ့လေကိုဓာတ်နဲ့ဖြတ်ထွက်လာတဲ့သွေးတွေကိုသူတို့ကိုယ်ကိုလိမ့်နေတဲ့ကြောက်ဖို့ကောင်းလိုက်တာပြောမနေနဲ့သူတို့ကတော့နုပြိုပြီးလှတာထက်တောင်လှလာတယ်။ဟင်းကြောက်စရာကြီးပါလား။တယောက်တစ်ပေါက်အတန်တို့ပြန်ထွက်လာကြသည် သူကြီးကဒေါ်စိန်အိမ်မက်မတ်တာလား။ကျုပ်အိမ်မက်ကိုအထင်မသေးနဲ့သူကြီးငိုးရရဲလို့အိမ်မက်မတ်တာနဲ့မနှက်လင်းတာနဲ့ရွာတာပဲ။အင်း ခတ်တော့ခတ်နေပြီသူကြီးကညှဉ်းညူလိုက်သည်သူကိုယ်တိုင်ကအိမ်မဲကြီးနှင့်မပတ်သက်ခြင်းတော့စိန်ထိုင်သွားတော့မိတွေကား၍အေးမေသမီးပါသွားတော့နောင်လေးယောက်ကြံသေးတယ်ကလေးအမေတွေတတိထားကြဟဲ့ဟုတ်တယ်ခုဟာကသွေယိုသားယိုမဖြစ်နိုင်ဘူးသူကြီးအိမ်မဲကြီးစီကိုတော့သွားမေးတဲ့နေထင်တယ်တယောက်တစ်ပေါက်ပြောကြပြန်သည်သူကြီးကအခြေအနေကိုကြည့်၍ ဒေါ်စိန်ပြောတာဟုတ်မဟုတ်ဆိုတာထက်ကိုကလေးကိုကယူဆိုင်ကြပါအရေးအကြောင်းဆိုရွာကိုချက်ချင်းတတိပေးကြဟုတ်ပြီလားကျုပ်တို့ရွာတော့ကန်ဆိုးပြီနဲ့တူပါတယ်သူကြီးရဲ့အိမ်မဲကြီးကတရေတစီကို တိတ်နိုင်တာတရေတစီတွေကကလေးတွေရဲ့လက်ပြကိုခေါ်မှကြောက်တယ်ရွာသားတယောက်ပြောတာကို သူကြီးကပြောကြတယ်ဘာပဲဖြစ်ဖြစ်တတိနဲ့နေကြငမိုးတို့ကလေးအကြောင်းတင်ရရင် ချက်ချင်းလာပြောကြပါအားလုံးပြန်နိုင်ပါပြီ။ ရွာသားတွေလည်းသူကြီးခွင့်ပြုချက်ရတော့ပြန်သွားပေမဲ့မျက်နာတွေကတော့တယောက်မှကောင်းခြင်းမရှိကြပါလေ။တရွာလုံးတိတ်ဆိတ်က၆ကက်လို့နေတယ်လို့နေ့လယ်နေ့ခင်းရွာလမ်းမမှာစော့ကြသည့်ကလေးတချို့တောင်အခုတလို့မစော့ကြ။မိဘတွေကတရေခေါ်သွားလိမ့်မယ်ဆိုတဲ့စကားကသူတို့နားထဲဆွဲလို့နေသည်။ပိုဆိုးတာကရင်ခွင်ပိုက်ကလေးများဤမိခင်များပင်ဖြစ်သည်။ကလေးကိုလက်ထဲကပင်မချရဲကြ။ ညရောက်လာတာနဲ့ခြံစည်းရိုးတကားကိုတေချာပိတ်ကစောစောအိတ်ရဝင်ကြသည်တရဲညနေနေဝင်မိုးချုပ်ဆမှာဝလုံးရိုက်တန်တန်မုံဒီတန်တို့စူညံစွာထွက်လာတာကြောင့်သူကြီးကသူ့တပိတ်ငလုံးအားငလုံးရွာထဲမှာဒီလောက်စူညံနေတာဘာဖြစ်တာလဲကွာတရဲတစေရီရွာထဲမဝင်နိုင်အောင်မောင်းထုတ်နေကြတာဟေ့ သူကြီးအံ့ဩသွားသည်နာနာဘာဝတွေကတန်ပုံးပြီးတန်ဝါလုံးတီးတန်ကြရင်ရွာထဲမဝင်ရဲကြတော့ဘူးလားဝါလုံးတန်တန်ပုံးတီးအတန်တွေကတော်တော်နှိမ့်မက်အဆက်မပြတ်ကိုထွက်လာလေရာကြောက်မက်ဖွယ်ပင်ကောင်းနေသည်သူကြီးကတော့မများကနှလုံးနှောင်းနေတွေသူများတန်ပုံးတီးရင်နေလိုက်တီးတရေတစီတွေက သူကြီးအိမ်မို့မဝင်ဘူးဆိုတာမရှိဘူးမများကသူကြီးကိုလှမ်းရွေးလိုက်ရာ သူကြီးက မင်းกว่าအတိတ်ပဲမရှိတာ။ဘာအတိတ်ပဲမရှိတာလဲရွာတဲကအိမ်တိုင်းလိုလိုတမာကိုင်းတွေအိမ်တိုင်းမှာချိတ်ထားကြတယ်ရှင့်ကိုချိတ်ထားပါဆိုတော့သူကြီးဖြစ်ပြီးချိတ်ထားရင်တိတ်ခါကြတယ်တရေတစီဆိုတာသူကြီးကိုလည်းကြောက်မဲမထင်ပါဘူး။မင်းကအဲ့ဒါပဲတခုခုဆိုကြောက်ဖို့ပဲစဉ်းစားနေတာအဲ့လိုမဖြစ်အောင်မလုပ်ရမလဲမတွေးတော့ဘူးလားသူကြီးကပြောတော့မမ ्या ကမဲလိုက်သည်ထိုစဉ် ူကြီးချန်ထဲသို့ရွာမကာလာသားပေါက်ကြီးနှင့်ဖိုးချိုတို့ဝင်ရောက်လိုလာသည်။ဘာကိစ္စလဲဟဲ့။သူကြီးကလှမ်းမေးရာပေါက်ကြီးကသူကြီးကိုပြောเสียရှိလို့ဟေးဘာပြောမှလဲ။ပေါက်ကြီးနှင့်ဖိုးချိုတို့ကသူကြီးအိမ်အောက်ထက်ရှိတန်းလျားထိုင်ကုန်မှာဝင်ထိုင်လိုက်ရင်ညကခလေးလာခေါ်တဲ့တစီကိုကျုပ်တို့တွေ့ခဲ့တယ်။ဟင်းအဟုတ်လား။ ဟုတ်တယ်သူကြီးတကူလုံးမင်းနဲ့နေတာပဲကျုပ်တို့ကိုမြင်တော့ကျုပ်တို့နောက်ကလိုက်တာနဲ့ထွက်ပြေးရတာအမောတောင်ဆိုတယ်။ပေါင်ကြီးကမျက်နှာငယ်လေးနဲ့ပြောတော့သူကြီးကစဉ်းစားရကြက်နေသည်။ပေါင်ကြီးနဲ့ဖိုးချိုတို့ကရွာမှာဆိုးဆိုးပေပေနေလာသူတွေပါကိုမှ ကြောက်တီဟူရရှိတာမဟုတ်အရက်လဲတောက်တာမှမနှက်လင်းတာနဲ့မူးနေပြီ။မင်းရက်မူးနေလို့များလားပေါင်ကြီးရဲ့ ကျွန်တော်တို့ဘလောက်တော့လဲသူကြီးတိပါတယ်ဒါပေမဲ့အမြင်မားထင်မားလောက်အောင်တော့မူးတယ်ဆိုတာမရှိပါဘူးနေပါဦးမင်းတို့တွေ့တဲ့အိမ်ရှိကဘသူအိမ်လဲတာနိုးတို့အိမ်ရှိဟင်းတာနိုးမိမမွေးထားတဲ့ကလေးကဘာရှိသေးတာမှတ်လို့နှစ်လသားသုံးလသားလောက်ပဲရှိသေးတာဟုတ်ပြီလေမင်းတို့တွေ့ခဲ့တာကိုအစအဆုံးပြောပြဟုတ်ကဲ့သူကြီး ဒီလိုပေါက်ကြီးကသူကြီးအားသူကြုံတွေ့ခဲ့တာကို ပြောပြလေတော့သည်ဟိုးချိုရီတို့ရွာကအခုတော့တိတ်ဆိတ်နေပါလားကွာပေါက်ကြီးနဲ့ဖိုးချိုတို့ရွာပြင်ဖိုးကြည့်တဲမှာချက်အရက်ကိုအမူးတောက်လာပြီးရွာထဲဝင်တော့ညင်းနဲ့လို့နေလေပြီညင်းနဲ့တော့အိတ်နေကြပြီပေါ့ကွာညင်းနဲ့လို့မဟုတ်ဘူးကွာကြောက်လို့အိတ်နေကြတာဘာကြောက်လာတဲ့ခလေးခိုးတဲ့တရေကိုလား ဟိုးချိုကမျက်လုံးမဖွင့်နိုင်တဲ့ယောက်သားတွဲလျက်မေးလိုက်၏ဟုတ်တယ်တဲ့ကွာအလကားလူတွေကြောက်เสียရမရှိကြံဖန်ကြောက်နေကြတာကြောက်တာကသူတို့အလို့တောက်တာကတော့အလို့ဟုတ်တယ်မလားဟိုးချိုကအားလေးရှာလေးနဲ့ပြောတော့ပေါက်ကြီးကဟုတ်တာပေါ့ဖိုးချိုရရွာကလူတွေကကြောက်ကြီးနေတော့တို့မူးတာတောင်ကဲရဲလို့မရတော့ဘူးအေး နှစ်ယောက်သားလျှောက်လာရင် မလန်းမကန်းမှအေးမဲကြီးကြောင့်ခြေလန်းတုံခနေရက်သွားမိသည်ဟိုးချိုဟိုမာကြည့်စမ်းဟင်းဘာလဲပေါက်ကြီးဟိုးချိုမျက်လုံးကိုမနှဲအာယူဖွင့်လိုက်ပြီးကြည့်လိုက်တော့အခါဟာပါဘာကြီးလဲตาနိုးတို့အိမ်ကိုကြည့်နေတာဘသူလဲမသိဘူးလူလူတော့မဖြစ်နိုင်ဘူးသူ့ဘေးနားမှာဘာဘာကောင်းလဲ ပေါင်ကြီးကဖိုးချိုပြောရာကိုကြည့်လိုက်ရာ။ဟာခွေးနဲ့ကြီးကအေးဟုတ်တယ်ပေါင်ကြီး။ငါတို့ကိုမမြင်တော့ပါဘူးနော်အตาငိန်နေဖိုးချို။ငါကြောက်တယ်။သူတို့ရဲ့နေသည့်နေရာနဲ့အနေငယ်လန်းတာကြောင့်သူတို့ကိုမမြင်နိုင်ဟုထင်ထားသည်။အင်းနဲ့ကြီးကသူတို့ရှိရာဘက်သို့လှဲ့လိုက်ရာ နေရဲနေသောမျက်လုံးကြောင့်လမ်းလို့သွား၏။ဟိုဟိုခွေးကြီးနာတို့ကို တွေ့သွားပြီပေါ့ကြီး။ အေးပေါကြီးနဲ့ဖိုးချိုလဲမူးရာတွေပဲရောက်သွားသည်မသိစက်သိန်းများထလို့လာသည်ခွေနဲ့ကြီးက သူတို့ကိုမင်းပြီးဘာဆက်ဖြစ်မလဲဆိုတာအပိုင်းသုံးမှာဆက်ကြည့်ကြရအောင်ဒီလိုဗီဒီယိုများကိုကြည့်နေတတ်တယ်ဆိုရင် like and share လေးလုပ်ပြီး subscribe လေးလုပ်တော့ဖုံးမမေးနဲ့နော်